ပူနေနေမင်္ဂလာဆောင်ထားတာမို့ပရိသတ်တွေကချစ်စနိုးနဲ့ဂဲဘိုတောင်းတဲ့အချိန်မှာအမတ်တရမုံဘိုးတွေအများကြီးထုတ်ပေးခဲ့တဲ့တရုတ်ဆောင်ပိုင်တကွန်မင်္ဂလာပါပရိသတ်ကြီးရှင်တရုတ်ဆောင်ပိုင်တကွန်နဲ့ဇနီးဖြစ်သူမလင်းမြဖူလိုကတော့ပြီးခဲ့တဲ့ဇွန်လ14ရက်နေ့ကဆွေမျိုးမိတ်တင်ကဟာများနဲ့အနုပညာညီကိုမောင်နှမတွေကိုဖိတ်ကြားပြီးခန္ဓာကြီးကျယ်တဲ့မင်္ဂလာအခမ်းအပွဲကြီးကိုကျင်းပပြုစည်းခဲ့တာပဲဖြစ်ပါတယ် ညပိုင်းမှာတော့ပိုင်တကွန်တို့ဇနီးမောင်နဲ့နေရောက်ကမင်္ဂလာညစာစားပွဲကိုကျင်းပခဲ့တာဖြစ်ပြီးမင်္ဂလာဦးအချိန်တွေကိုပျော်ရွှင်စွာနဲ့ဖြတ်သန်းနေကြတာလည်းဖြစ်ပါတယ်အခုဒီကမှာဆိုရင်လေတရုတ်ဆောင်ပိုင်တကွန်ဒိုဇနီးမောင်နှံက shopping center တစ်ခုကိုသွားတဲ့အချိန်မှာပရိသတ်တွေကပိုင်တကွန်ဒိုကိုတွေ့ပြီးချစ်စနိုးနဲ့မုံဘိုးတောင်းခဲ့ကြတာလည်းဖြစ်ပါတယ်။ပူပူနွေးနွေးမင်္ဂလာဆောင်ထားတဲ့သူတို့သားလောင်းဖြစ်တဲ့ပိုင်တကွန်စီကဂဲဘိုးအနေနဲ့တောင်းခဲ့ကြတာပါ။ ပိုင်တကွန်ကတော့သူ့ကိုချစ်လို့နှုတ်ဆက်ကြပြီးတော့ကဲဘူးတောင်းချတဲ့ပရိသတ်တွေကိုချစ်ခင်ရင်းနှီးစွာနဲ့ပဲပြန်လည်တုံ့ပြန်ခဲ့သလိုမုံဘိုးတွေလည်းအများကြီးပေးခဲ့တာဖြစ်ပါတယ်။ တရားဆောင်ပိုင်တကွန်ကတော့အနုပညာသက်တမ်းအများကြီးမရှိသေးဘူးဆိုပေမဲ့လည်းလူကြီးလူငယ်ပြည်သက်မရွေးချရာလောက်တဲ့အထိဆက်ဆံရေးကောင်းပြီးတော့ပြည်သက်တွေအပေါ်မှာလည်းနွေးနွေးထွေးထွေးဆက်ဆံတတ်သူတယောက်ဖြစ်ပါတယ်။ပိုင်တကွန်ရဲ့ပြည်သက်တွေကတော့သူတို့ချရတဲ့အနုပညာရှင်စီကအမတ်တရမုံဘိုးတွေရကြလို့ပိုင်တကွန်ကိုအရင်ကထပ်ပို့ပြီးတော့ချစ်ခင်သွားကြပြီးသဘောကောင်းတဲ့မင်းသားတစ်လက်အနေနဲ့လည်းမတ်ချက်ပြုတ်ပြောကြားနေကြတာလည်းဖြစ်ပါတယ်။ဟာမယောက်ကားပိတ်ထားတယ်လေ။ဟာအာဘိုင် အာဒီတော့ဖွဲလိုက်ဖွဲလိုက်ဟုတ်တယ်လေကိုပိုင်းကားတော့ပါကြီးတာလေမကဲဟိုရမဖေးပါနော်ဟာပြင်းမပြင်းမပြင်းမတယ်လို့ပြောကဲငါရအောင်ဒီလိုလေဒီနဲ့တော့လေငါရအောင်ကတော့အာကတော့ဟာ မလေးကဲဘွာလည်းပေးရကျေးဇူးပါ